မှပြောချင်စရာ RFA Pocket Season ကနေကြိုးစားရရှင်ကျမတို့ Pocket ကနေ RFA ပြည်သက်တွေစိတ်ဝင်စားမဲ့အကြောင်းအရာတွေကိုအပတ်စဉ်တင်ဆက်ပေးနေပါတယ်ဒီတစ်ပတ်ကျမတို့ရဲ့ဧည့်သည်ကတော့အသက်73နှစ်နဲ့စာအုပ်တွေရေးသားထုတ်ဝေနေတဲ့လူငယ်စာရေးဆရာပြည်စုံကျွဲပါတွဲဖက်ဒါရိုက်တာအဖြစ်ပါလောက်ကိုင်းနေပြီးတော့သူ့အသက်သူ့ရွယ်နဲ့သူ့အိမ်မက်တွေကိုအကောင့်ထဲဖော်နေပါတယ်ဟုတ်ကဲ့ရှင်ဆိုတော့ဒီအစီအစဉ်မှာဆယ်ကျော်သက်လူငယ်တယောက်ကသူစိတ်ကူးထားတဲ့အိမ်မက်တွေတကယ်ဖြစ်လာဖို့အတွက်ဘလို့အားထုတ်ခဲ့လဲနောက်ပြီးဘလို့ရက်တီပြီးတော့လက်တွေ့ အကောင့်ထဲပေါ်နေရလဲဆိုတာတွေကိုကြားရမှာမို့အနီးနားလူငယ်တွေကိုကျမတို့ရဲ့အစီအစဉ်ကိုနားထောင်ကြဖို့သတင်းစကားလေးပါပေးပါအောင်ရှင့်ဒီတစ်ပတ်အစီအစဉ်ကိုတော့ကျမဝေမာထွန်းနဲ့အတူကျမဇူလိုင်မျိုးကတင်ဆက်ပေးမှာပါရှင့် ။ညီမလေးပြေဆောင်ကျွဲညီမလေးကိုပေါ့နော်ဒီပြည်တွင်းကသတင်းမီဒီယာတွေတော်တော်များများမှလည်းအင်တာဗျူးတွေတွေ့ဘူးတယ်။မြန်မာပြည်ကတော်တော်များများလည်းညီမလေးကိုသိကြမယ်လို့အမထင်တယ်လေ။ဒီတော့ပေါ့နော်အချင်းကျုံလေးညီမလေးအကြောင်းအရင်ဆုံးသိကျင်တယ်။ညီမလေးရဲ့ပညာရေးနဲ့ပေါ့နော်ဘယ်ရွယ်မှာစပြီးတော့စာအုပ်တွေထုတ်ဖြစ်တာလဲဒီလိုအကြောင်းလေးတွေပေါ့အရင်ဆုံးကြားကျင်တယ်ညီမလေး။ပြေဆောင်ကပထမဆုံးကအကူဆုံး love ဆိုတဲ့ဒီပြဆက်ပေါ့နော်ပြဆက်ဘာသာပြန်ပေါ့ဒီအင်္ဂလိပ်ကနေပြီးတော့မြန်မာစာအုပ်ဘာသာပြန်ထားတဲ့ဒီပြဆက်စာအုပ်နဲ့စပြီးတော့ဒီစာပေလောက ရဝင်လာတာပေါ့အဲဝါပြည်စုံအတက်က73နဲ့ပေါ့နော်ဒါမဲ့ဒီဒီပြဆက်ကိုဘာသာပြန်ဖြစ်တာကြတော့ပြည်စုံ ဆက်ကင်းမလောက်ထင်နေရှင်အဲ့လိုပေါ့နော်အဲ့လိုမျိုးဆက်ပြီးတော့ဆက်ပြီးလောကရဲ့ဝင်ခဲ့တာရှင်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အခုကျတော့အကြောင်းတွေဘာတွေတက်နေလားအခုရောဘာတွေလောက်နေလဲအခုရောတက်ဘလောက်ရှိသွားပြီတော့အခုပြည်ဆောင်တက်က14နှစ်ရှင်အခုစစစရာတော့ပြည်ဆောင် GDP တက်နေတယ်နောက်ပြီးတော့ပြည်ဆောင်ကိုရီးယားစာပေါ့နော်ကိုရီးယားဘာသာစကားပြည်ဆောင်တက်10နှစ်လောက်ခရေလေးလာရှင်အခုရှိလဲလေးလာနေသေးပါပဲ Staffing Education ဝင်ကကျတော့အင်္ဂလိပ်စာအထူးပြုသင်တဲ့သင်တန်းပေါ့နော်အဲ့ဒီမှာကပြည်ဆောင် scholarship စစစပေါ့အခုချိန်ထိဆိုရင်တော့၄ချိန်မြောက်ထိရတာ ယ်ရှင်အဲ့ဒါလေးလည်းတက်ဖြစ်နေပါရဲ့ဟုတ်ညီမလေးအမတီးတဲ့လောက်ဆိုရင်ညီမလေးကစာအုပ်နှစ်အုပ်ထုတ်ထားတာနော်ပထမတုပ်က73နှစ်မှာထုတ်တာဆိုတော့နောက်တုပ်ကရောအဲ့အကြောင်းလေးပေါ်ပြောပါအောင်ညီမလေးနောက်တုပ်ကကျတော့74နှစ်ပေါ့နော်ညီမတက်74နှစ်မှာထုတ်တာရှင်ပြီးတော့အဲ့ဒီစာအုပ်ကကျတော့ကျမအသက်ကျမအရွယ်ဘဝများပေါ့နော်သူကကျတော့ဒီပြေဆုံးဘဝရတာဝတ္ထုအတူလေးပေါ့ဘဝရတာဝတ္ထုတူလေးတွေကိုမှပြေဆုံးပင်ကိုရေးကိုမှပြေဆုံးကိုရီးယားကကိုရီးယားဘာသာကိုပေါ့နော်ပြန်ထားတာပေါ့ကိုရီးယားနဲ့မြန်မာနှစ်ဘာသာ ာလေးอ่ะပေါ့အဲ့ဒါကကြတော့ဒီအသက်16နှစ်မှာထုတ်တာချက်အဲ့ဒါကကြတော့ပြည်စုံရဲ့ဒီပြည်စုံကျွဲစာပေတိုက်ကနေထုတ်တာပေါ့နော်ပထမတောက်ကကြတော့ပြည်စုံ CRP တိရနေပြီးတော့သူစာပေတိုက်ကနေထုတ်ပေးတာပေါ့အခုဒီကျမအသက်ကျမရေပုံအများဆိုရယ်စာအုပ်ကကြတော့ပြည်စုံအခုပြည်စုံကျွဲစာပေဆိုရယ်စာပေတိုက်လေးထောင်းထားတယ်အဲ့ဒီကနေပြီးတော့အခုပြည်စုံရဲ့ဒီကျမအသက်စာအုပ်ရဲ့နောက်ပြီးတော့ဆရာမဟာဆိုရယ်ဒီတပုံးအိဆောင်ရဲ့ပေါ့နော်စစပေါင်းနှစ်အုပ်ထုတ်တာရှင်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အဲညွှန်လေးစာအုပ်တွေလည်းတွေ့တယ်လေကျမအသက်ကျမရွယ်ဘွားများဆိုရယ်စာအုပ်နဲ့ဒါ သက်စေတကောင်ရဲ့အချစ်ဆိုတာမျိုးပေါ့နော်ဇောင်းနှစ်အုပ်ထွက်ထားပြီးပြီးဒီဇောင်းတွေထွက်ဖို့အတွက်ပေါ့နော်ကြိုးပမ်းခဲ့ရတဲ့အမှတ်တရတွေရှင်လဲအမတို့သိကျင်နေဇောင်းအုပ်ပေါ့နော်ကိုကဘလောက်များများဖတ်ပြီးရဲ့နောက်ပိုင်းမှာစရိစရေးဖို့ဆုံးဖြတ်ဖြစ်ခဲ့တာမျိုးလဲညီမလေးလည်းငါဟိုငယ်ငယ်လေးလေးငါ6နှစ်လောက်ကလေးอ่ะပေါ့เนาะကာတွန်းอ่ะစာပြီးတော့ပေါ့เนาะဝတ္ထု AD ဘာပြန်လို့အမိရတာရေပေါ့เนาะအများကြီးပေါ့ဒီစာပေအမျိုးသားအစုံပေါ့เนาะပြည်စုံတစ်ဖြည်းဖြည်းနဲ့ ဖတ်လာတာပေါ့နောက်ပိုင်းမှာဒီခုနကအခုဆုံး love ဆိုရဒီပြဆက်ကတော့ပြီးတော့မထင်မှန်ဖဲနဲ့ပြန်မိလိုက်ရနေပြီပြီးတော့ဒီဆောင်းဥဖြစ်ထုတ်ဝေရဲ့အထိဖြစ်လာတာပေါ့နော်ဒါကလည်းတခြား interview တွေမှာလည်းပြောခဲ့ပြီးသားပါကျွန်မအသက်ကျွန်မအရွယ်ကကြတော့ဘဝရတာဝတ္ထုတူလေးပေါ့ဒါကြောင့်ဒီလိုဝတ္ထုတူလေးဘဝရတာနဲ့ပတ်သက်တဲ့ဟာရေပြလာလဲဆိုလို့ရှိရင်ပြီးတော့ဒီဘာသာပြန်စားပေးတယ်မကပဲနဲ့အဲ့ဘဝရတာဝတ္ထုတူဝတ္ထုရှိဝတ္ထုလက်တွေပေါ့နော်ပြီးတော့ဖတ်ဖြစ်တယ်ဖတ်ဖြစ်တဲ့အချိန်မှာတိလာတာဒီဘဝရတာဝတ္ထုတွေ ိုတာကကြတော့ဒီလူပေါ်ကဒီတကယ်အစ်စ်မှန်ပြီးတော့တော့ပန်ဝင်းချင်းမှာရှိနေတဲ့အရာတွေကိုဒီပေါ်တော့အင်းဆက်ဆုံးပေါ်လွင်အောင်လို့ရှင်းထားတာတွေဆိုတာကိုပြည်တော်တည်လာတယ်အဲအကြောင်းမလို့ပြည်တော်အရင်ဆုံးဘဝကိုပြည်တော်ဘေးနာပန်ဝင်းချင်းကဘဝတွေအကုန်လုံးကိုပြည်တော်အပေါ်ကနေအပေါ်ရန်မကြည့်ပဲနဲ့ဖေးလိုက်ရှင်းကြည့်တယ်နောက်ပြီးတော့စီးမျောကြည့်တယ်အဲ့လိုမျိုးကြည့်ရတာနေပြီးတော့ပြည်တော် ဒီလိုဘဝရင်လည်းရှိရဲဆိုရယ်ဘဝအမျိုးမျိုးပေါ့နော်ရှိရဲဆိုတော့ပြည်သူစာဖတ်သူတွေကိုပြောပြခြင်းနဲ့အဲ့တော့ပြည်သူတွေရဲ့စာတွေကိုဖတ်လိုက်လို့အော်ဒီလိုဘဝရင်ရှိပါလားဒီလိုຢາရှိပါလားဆိုရယ်အတွေ့အလေးရပါရင်ပြည်သူကျင့်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လည်းစာတွေဒီဘဝရတာတွေဖတ်တာပြန်ပြီးစပြီးတော့မှရေးပြလာတာပေါ့ဟုတ်စာအုပ်ပေါင်းဘလောက်လောက်ဖတ်ပြီးရဲ့နောက်မှာစာစာရေးပြတာလဲပေါ့ဒီစောက်တွေထွက်ဖို့အတွက်ကောညီမလေးဟိုကြိုးပမ်းခဲ့ရတာဟိုအချိန်ဘလောက်လောက်ကြာလဲအမှတ်တရတွေဘာတွေရောဘလို့များရှိလဲ အစားအဝါကိုအဖတ်ပြီးမှလဲဆိုပြည်တော်မှာမျိုးပေါ့နော်အဲ့တော့ကြီးတက်ထားတာမျိုးရောရှိဘူးပေါ့နော်ဘနာဥပနာဥဆိုရဒါမဲ့ဒီစာပေမျိုးစားတော်တော်များများကိုတော့ဖတ်ကြည့်ခဲ့တယ်ဒီပေါ့နော်ဟာတာရေဘဝရတာရေတူတာရေဖတာပြန်နေပေါ့နော်နောက်ပြီး original book တွေအထိဒီပြည်တော်ဖတ်ကြည့်ခဲ့ပေါ့နော်ပြည်တော်အမတ်တရပို့ပြီးများခဲ့တာကဒီကျမအသက်ကျမအရွယ်ဘဝများပေါ့နော်အဲ့ဒီစာအုပ်လေးတော့အမတ်တရပို့များခဲ့တယ်ဘာလို့လဲဆိုတော့အဲ့ဒီစာအုပ်ဖြစ်ပေါ်လာဖို့အတွက်ပို့ဟုတ် ဟုတ်အဲ့ဒီဆောင်းလေးဖြစ်ပေါ်လာဖို့အတွက်ကိုဒီအချိန်မှမတနက်လောက်ကိုပေါ့နော်อืมအချိန်ယူလိုက်ရဘာဖြစ်လို့လဲဆိုတော့ဒီပမာဘာသာစကားလေးပါတယ်နောက်ပြီးကိုရီးယားဘာသာစကားလေးပါတယ်ပြည်စုံကျဲစာပေဆိုပြီးတော့စထောင်းတဲ့အချိန်မှာဒီပြည်စုံကျဲစာပေရဲ့ဒီပွဲထွက်ကဒီကျမတက်ကျမအရွယ်ပေါ့နော် ဟုတ်ကဲ့အဲ့တော့ဒီကျမကကျမရဲ့မာတော့ကခုနကဒီကိုပြောတယ်လို့ပေါ့နော်ကိုရီးယားစကားကိုလည်းပြန်လေ့လာရတယ်ဒီမြန်မာစကားမှလည်းပြန်လေ့လာရတယ်အဲ့လိုကြီးလည်းလုပ်ရတယ်နောက်ပြီးတော့ဒီပေါ့နော်ဂျာရဲမှာကဒီဆောင်းထုတ်ဝေကြီးဆိုတဲ့အပိုင်းကိုလည်းလေ့လာရတယ်ပေါ့နော်အစိမ့်တစ်ပတ်ကြီးဖြစ်နေတာကြတော့ဒီဆောင်းထုတ်ဝေရဲ့အကြောင်းကိုအဲဘယ်လိုမျိုးထုတ်ဝေရလဲဘယ်လိုမျိုးစီစေရလဲဒီ plus စတာစာကိုပဲဒီ layout အကိုသွားလဲကိုပဲဆိုတော့အဲ့ဒါကြီးအကုန်လုံးကိုတရားတွေလုပ်ရတဲ့အခါကျတော့အလေးမှာကျတော့ဖြားရတာရောခါ တယ်အစုံပေါ့နော်အဲ့လိုမျိုးပေါ့အလင်းမပင်ပန်းခင်ရသမျှကကြတော့နောက်ဆုံးဒီဆီယမ်ဟာဆွေးစာအုပ်လေးရပြည့်စုံတဲ့စာအုပ်လေးဒီနောက်ဟုတ်ပေါ့နော်စာအုပ်အဖြစ်မြင်ထူးလိုက်ရတဲ့အခါစာဖတ်သူစီကနေပြီးပြန်ပြီးစကားသက်နေကြားရတဲ့အခါမှာအဲ့ဒီပင်ပန်းနေဆိုတဲ့ဟာလေးကလုံးဝမရှိတော့တော့ဘူးပေါ့နော်လုံးလုံးကြောက်တာပေါ့ဒါပေမဲ့ချားရဲမှာတော့အလိုအလဲလေးတွေရောခါရအများကြီးတော့အမှတ်တရရရရှိခဲ့တာပေါ့နော်တနည်းတော့အချိန်ယူခဲ့ရဆိုတော့လေ ုတ်ကဲ့ဟုတ်ကဲ့မြန်မာလေးဒီထွက်လာတဲ့စာအုပ်တွေပေါ်မှာရောစိတ်ကျဉ်းနှမှုရှိရလားအင်းအစာအုပ်ကိုဖတ်ပြီးရချိန်မှာပြည်သူကိုစာဖတ်သူတွေကဘယ်ညာလေးတွေလိုတယ်ဘယ်ညာလေးတွေတော့သဘောကျတယ်ဆိုတာလေးပြန်ပြီးတော့ပြောပြကြတာလေးရှိရပေါ့နော် review လေးတွေလည်းရေးပြကြတာရှိတယ်အဲ့အတွက်ကြောင့်လည်းတကယ်ကိုကျေးဇူးတင်ပါတယ်အာလူတွေလည်းပြောနေညာလေးတွေလည်းရှိတယ်အဲ့ဒါကိုလည်းပြန်မှတ်သားထားပါတယ်ဒီတအုပ်တော့ဆိုလို့ရှိရင်လည်းဒီပြင်သစ်တဲ့ညာလေးပေါ့နော်စာဖတ်သူတွေစကားတောင်းနားထောင်ပြီးတော့လည်းပြန်လို့လည်းရှိပါတယ်ဟုတ်လူတွေကလူတွေကဘာဘာတွေပြော ောကြတယ်ညီမလေးဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပေါ့နော်ကိုကစာအုပ်တွေလည်းထုတ်တယ်ကိုတိုင်စာပေထုတ်ဝေရေးတွေလည်းလုပ်တယ်ပေါ့နော်ဒီလိုမျိုးလုပ်တယ်ဒါပေမဲ့ဟိုစာပေထုတ်ဝေရေးလုပ်တယ်ဆိုတာတော့လူတွေကတော့ဟိုနောက်ဒါနောက်ကိုရအကြောင်းအရာတွေပေါ့မမြင်ရဘူးပေါ့နော်ဒါပေမဲ့ကိုစာအုပ်လည်းထွက်သွားတယ်ထွက်တဲ့ခါမှာပြိသက်တွေရှိ ਉ ဒီစာအုပ်ကရောက်တယ်သူတို့ဖတ်ကြည့်ကြတဲ့ခါမျိုးမှာညီမလေးရေးတဲ့အရေးသားတွေပေါ်မှာသူတို့ဘာတွေများပြောကြလဲဒီပြောကြချက်တွေအရောကို့အတွက်ဘလောက်တက်ရောက်မှုကြီးလဲ ဟုတ်များသောအဖြစ်ကတော့ပြည်စုံကိုအားပေးကြပါတယ်အခုပြည်စုံဒီစာပေးလိုက်ထောင်းတာရောနောက်ပြီးဒီစာရေးအစီအမတယောက်အနေနဲ့ရောနောက်ပြီးအခုပြည်စုံရုပ်ရှင်ရင်ရိုက်နေတယ်ပေါ့နော်ဒီ travel director ဖြစ်ရုပ်ရှင်ရိုက်နေတယ်အဲ့ဒီကလည်းအားပေးကြပါတယ်အဲတချို့ကလည်းအကကငယ်သေးတဲ့အခါကျတော့အော်တကယ်ဟုတ်ပါမလားဆိုပြီးတော့ပေါ့နော်မယုံနိုင်လည်းရှိတယ်ပေါ့ဒါကတော့ဝေဖန်မှုကလည်းအမျိုးမျိုးဖြစ်တယ်လို့အားပေးမှုကလည်းအမျိုးမျိုးပါပဲဟုတ် ဒီမှာလေးခုနပြောတဲ့ထင်ပါလေအသက်ငယ်ငယ်ကလေးကနေစပြီးတော့စာရီဖတ်လာတာဆိုတော့လေဒီလိုစာဖတ်ဝါဒနာပါလာအောင် ပေါ့နော်မိမတွေကနေပြီးတော့လမ်းကြောင်းပေးတာပြိုးထောင်ပေးတာမျိုးရှိခဲ့လားညီမလေး အများကြီးရှိရပါတယ်ဖိနေမီရ supported အားဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ငွေကလေးက၄6နှစ်လောက်ကလေးကဒီမိသားစုကရောနောက်ပြီးအတိတ်မိတ်ဆွေရောပေါ့နော်စတာဖတ်ကြနောက်ပြီးအမေကလည်းအလိုကလေးဆိုတော့ပေါ့နော်ပြည်သူငွေရောဆိုတော့ကလေးလေးဆိုတော့ဒီကတ်တုန်းကြီးလည်းဝယ်ပေးရဲအလိုပေါ့နော်အင်္ဂလိပ်စာကိုပပလေးလည်းဝယ်ပေးရဲပုံမြင်တွေဝယ်ပေးရဲပေါ့နော်အဲ့ကနေပဲတဖြည်းဖြည်းနဲ့စာဖတ်တဲ့အလေးချင်းကိုပြုပေါ့နော် နောက်ပိုင်းကျတော့ဒီနည်းနည်းအေးပေါ့နော်ဒီချစ်နှစ်ကိုနှစ်လောက်လေးကျတော့ပြေတော့ညှုံးပြီးတဲ့ဝတ္ထုတွေဖတ်လာတယ်။ဘာသာပြန်ဝတ္ထုတွေစဖတ်လာတယ်ပေါ့။အဲ့လိုဖတ်ရင်းကနေပြီးတော့ပြေဆုံးကိုယ်တိုင်းပြေဆုံးအကြိုက်ကိုကိုယ်တိုင်းရွေးချယ်ပြီးတော့ဖတ်တတ်လာတယ်။နောက်ပြီးအမှတ်တရဆိုလို့ရှိရင်အမေပေးတဲ့မုတ်ဖိုးတွေမမစားပဲနဲ့ပြေဆုံးစားဆိုင်ပြီးပတ်ပြီးအဲ့လိုစားတွေလိုက်ဖို့လည်းဖတ်တယ်။အဲ့လိုအဲ့ဒီပေါ့နော်ဒီစဖတ်ခြင်းဆွဲလန်းသွားတဲ့ပုံမျိုးရှိရပါဘူး။အော်မိဘတွေက ပြိုးထောင်ပေးပြီးတော့မျိုးစေ့ချပေးခဲ့တဲ့သဘောပေါ့ဟုတ်ပါကိုအားကြရတဲ့ဒါမြန်မာပြည်တွင်းကဆိုင်းဆရာတွေပဲဖြစ်ဖြစ်ဒါညီမလေးဆိုလဲဒါကိုရီးယားစာပေတွေပိုင်လဲဖတ်မယ်ပေါ့နော်ဒီဘာသာပြန်တွေလဲဖတ်နေတဲ့ခါကျတော့နိုင်ငံတကာဆိုင်းဆရာတွေပါတွေရပဲဖြစ်ဖြစ်ကိုအားကြရတဲ့သူတွေရှိလားဘလို့အချက်တွေကိုကိုကသဘောကျတာမျိုးရှိလဲ အာဒီမြန်မာပြည်တွင်းထဲမှာဆိုလို့ရှိရင်ပြည်သူကစာပေမျိုးစုံဖတ်တဲ့အဲခါကြတဲ့သဘောကျတဲ့လူတွေရှိရပါတော့။အမဆီယမ်မမွေးရရဆီယမ်မင်းလူလို့ဆိုလို့ရှိရင်လည်းဒီဘောနောဘဝတရုပ်ဖော်ရီဆိုလို့ရှိရင်တကယ်ကိုထိထိမိမိရေးနိုင်တယ်ပတ်ပတ်ချွတ်ချွတ်ရေးနိုင်တယ်ဘောနောနောက်ပြီးဆီယမ်မြတန်းတဲ့ဆီယမ်မြတန်းတဲ့ဆိုလို့ရှိရင်အရေးတာပမတာဘောနောပြည်သူသဘောကျတယ်ပေါ့။ဒီနိုင်ငံသားဆိုလို့ရှိရင်တော့ပြည်သူဘောနောလမ်းလမ်းမီဘလောက်ဖတ်ကြည့်ရဆိုလို့ရှိရင်တော့ဒီဘောနောလီယိုဒေါစတရိုင်းပေါ့။ဒေါစတရိုင်းကတော်တော်သဘောကျပါတယ်။လောလောဆယ်ရ လို့ original တွေပြီးဆုံးပေါ့နော်ဖတ်ဖို့တော့ကြိုးစားနေစေပေါ့နော်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဆီယာမင်းလူအကြောင်းပြောလို့အခုပြည်တွင်းမှာတောင်မှဒါဟိုဆီယာမင်းလူရဲ့ကန်ကော်နီစာအုပ်ရုပ်ရှင်ရိုက်ထားတာလက်တလောယုံတင်နေနော်ဟုတ်ကဲ့ညီမလေးကိုရညီမလေးဆိုလဲဒါဟိုရုပ်ရှင်တွေပါတွေဖက်ရိုက်တာတွေပါတွေစပြီးလှုပ်လာပြီးဒီလန်းချောင်းပေါ်လဲစပြီးတော့အကျိုးပန်းနေတဲ့ခါကျတော့ကိုရေးတဲ့စာတွေကိုဇညွန့်ဖြစ်ပြောင်းရုပ်ရှင်တွေပါတွေဖြစ်အကောင့်ထဲပေါ်ချင်တဲ့စိတ်တွေပါတွေရောရှိလား ရှိလားလို့မေးလို့ရှင်တော့ရှိရဲပေါ့နော်ဒီလိုကိုယ့်ရဲ့ဒီဝတ္ထုတွေကိုဒီလိုရုပ်ရှင်ရဖြစ်ပေါ့နော်ဒီလူတွေနဲ့တရုပ်ခေါ်ဖို့ဟိုပေါ့နော်ဆန္ဒရှိလားဆိုတော့ရှိရဲပေါ့ပထမဆုံးကလည်းပြည်သူတို့ဒီကျမအသက်ကျမရွယ်ကိုဒီ production တစ်ခုကနေပြီးတော့ပြည်သူတို့ဒီဇလန်ရိုက်မယ်ပေါ့နော်အဲအဲ့လိုမျိုးရိုက်မယ်ဆိုလာကန်းလန်းတာရှိရဲပေါ့အဲဒါမဲ့ပြည်သူတို့ပေါ့နော်အဲ့ဟာလေးတော့တစ်ချက်တော့လက်မခံဖြစ်လာရပေါ့နော်အဲအဲ့ရဲ့နောက်ပိုင်းကျတော့မှပြည်သူတို့ဒီရှုံတင်ကားအတွက်ပြည်သူတို့အခု driver director နဲ့ driver ဆန်ညောအနေနဲ့တာဝန်ယူချရပါဟုတ် ီခေတ်မှာကရွေးချယ်စရာများတဲ့ social media ခေတ်ဆိုတော့လေစာပေနဲ့လူတွေနဲ့ကတော်တော်ကိုဝေးလာကြတယ်အမားတို့အပါဝင်ဒီလူကြီးရောလူငယ်ရောကလေးတွေရောအကုန်လုံးကဒီ social media ပဲရောက်နေကြတာများတယ်ပေါ့နော်ညီမလေးရော social media သုံးဖြစ်လားပြီးတော့စာတွေ social media သုံးနေကြတဲ့စာတွေရောဘလို့ဖတ်ဖြစ်လဲအဲအဲ့ဒါလေးအမသိချင်တယ်ညီမလေးဒီစံကတော့ဒီအားလက်ချိန်ပေါ့နော်။ဥမာတနင်္ဂနွေလာပြီဖြစ်ဖြစ်နောက်ပြီးအိမ်မှာအားနေတဲ့အချိန်ပဲဖြစ်ဖြစ်ဆိုရင်တော့များသောအားဖြင့်တော့စာဖတ်လိုက် ဆာရေးလိုက်နောက်ပြီးတော့အဲ့လိုအပြင်မှာတစ်ခါတည်းလေဆိုလို့ရှင်တာဒီမှာညနေပိုင်းမှာဆိုလို့ရှင်လက်ပိတ်စာတွေပဲထွက်ထိုင်ဖြစ်တယ် အဲ့ဒီအချိန်မှာဆိုရင်ပြည်စုံအပြာရေးရွတ်တယ်ဆိုအတွေးအတွေးပေါ်လာတိုင်းပေါ့နော်ဆာကတော့ရှင်ပြစ်နေရပဲပေါ့နော်ပြည်စာရေးဖတ်ပြတယ်ပေါ့ဆိုရှယ်မီဒီယာတုံးပြလာဆိုတုံးပြပါတယ်အခု Facebook ဆိုရင်ပြည်စုံ page ထောင်းထားတယ်ပေါ့နော်ဒီပြည်စုံကျွေးဆို page ထောင်းထားတယ်တုံးပြပါတယ်ဘယ်လိုတုံးပြလဲဆိုတော့ပြည်စုံဒီကြားထဲမှာကျွန်မအကက်ကျွန်မအရွယ်ရင်းမှာမပါဝင်တဲ့ဒီဘဝရတာပေါ့နော်တခြားဘဝရတာလေးထိုက်ရေးတာရှိတယ်ဆိုအဲ့ဒါလေးတွေကိုစာဖတ်သူတွေအတွက်ပြည်စုံဒီ page မှာလည်းတင်ပေးနေပါတယ်ဟုတ် နောက်ပြီးတော့ခပြားလေးတွေပေါ့နော်ခပြားလေးလည်းပြည်စုံ page မှာတင်နေပါရဲ့ဟုတ် ညီမလေးရဲ့လူကြီးတွေတော်တော်များများပေါ့နော်လူငယ်တွေအမားတို့ငယ်ငယ်တုန်းကရောအခုထိလည်းအမြဲပြောနေကြပါပေါ့နော်စာဖက်ကြစာဖက်ကြဒီလိုအမြဲတိုက်တွန်းနေလူငယ်ဆိုတဲ့အမျိုးကလည်းဟိုသူများပြောတာထက်ကိုလှုပ်ချင်မှထဲထဲဝင်ဝင်လှုပ်ကြတယ်ညင်ရှိရဲ့အမျိုးလေဟောဒီတော့လူငယ်တယောက်လည်းဖြစ်တယ်စာရီလည်းစာရင်းနေတယ်ညီမလေးကပေါ့နော်ကိုနဲ့ရွယ်သူတွေကိုစာဖတ်တာနဲ့မဖတ်ပဲနေရမှာဘာတွေကွာချားတယ်ဘလို့အကျိုးရလက်ကောင်းတွေရှိတယ်ဆိုတာမျိုးရောဟိုသတင်းစကားဘလို့များပါကျင်လဲ စာဖတ်တဲ့သူနဲ့စာမဖတ်တဲ့သူနဲ့ကပေါ့နော်။ကွာတော့ကွာလေရှင်ဘယ်လိုနေရာမှာကွာလဲဆိုလုပ်ငန်းပိုင်းဆိုင်ရာလူမှုပေါင်းတင်ဆက်ဆံရေးမှာအများကြီးကွာလေရှင်။စာဖတ်တဲ့သူကဒီဥမာလူတယောက်ကပါဇက်ဟလိုက်ပြီးဆိုတာနဲ့သူဘာလို့ပြောချင်တာလဲသူ့ရဲ့စိတ်ထဲမှာဘယ်လိုဖြစ်နေလဲဆိုတော့ကိုကလေဒီစာတွေနဲ့ရှိတာပေါ့နော်။နောက်ပြီးတော့ကိုအတက်ရွယ်လိုက်ပေါ့နော်။လူငယ်ဆိုလည်းလူငယ်လိုက်လူကြီးဆိုလည်းလူကြီးလိုက်အတွေ့အကြုံလက်တွေ့အတွေ့အကြုံလည်းရှိတော့အဲ့နှစ်ခုစာတွေနဲ့လက်တွေ့နဲ့ပေါင်းလိုက်တဲ့အခါကျတော့ပေါင်းတင်ဆက်ဆံရေးစီးပွားရေးလုပ်ငန်းရေးမှာ လဲကိုကပို့ပြီးတော့ဟိုဘာလဲကြိုပြီးတွေးနိုင်နေပေါ့အဲ့တော့ဆောင်ဖက်တဲ့သူနဲ့ဆောင်မဖက်တဲ့သူနဲ့ကတော့အလိုတွေကွာတယ်နောက်ပြီးတော့ပြည်စုံကလည်းဒီဘာလဲဆိုင်းရှင်မှာပြပြီးတော့ဟိုအင်တာဗျူးတွေမှာပဲတွေ့တွေ့ပုံမှာပဲတွေ့တွေ့လူငယ်ပဲတွေ့တွေ့လူငယ်ပဲလူကြီးပဲတွေ့တွေ့ပေါ့နော်တစ်ဆက်ကတော့အချိန်ရရင်တော့မှဆောင်ဖက်ပါလို့တော့ဒီထဲမှာပြောပြတယ်ဘာလို့လဲဆိုတော့ပြည်စုံကိုယ်တိုင်လည်းအရင်ကတုန်းကတည်းကပေါ့နော်အိမ်ထဲမှာပဲနေတဲ့သူလည်းအပြင်မှာအပြင်မှာတိတ်ထွက်လို့မရှိတော့လူတွေနဲ့ဖြစ်တွေ့ပြီးတော့ကြီးပြင်းလာတဲ့ဒီစာအုပ်တွေကဝတ္ထုတွေကကရိုက်တာတွေနဲ့ ဲ့အတူတူပေါ့နော်ပေါင်းသိမ်းလာပြီးကြီးပြင်းလာတယ်လို့ပြောလို့ရရဲ့ရှင့်အဲအဲ့အကြောင်းမလို့ပေါ့နော်ပြည်တော်ကအမြဲတမ်းလူတွေစားဖက်ဖို့တော့ပြောဖြစ်ပါတယ်ဟုတ်ညီမလေးဒီလိုစာရေးစရာဖြစ်လာဖို့ဆိုတာရောညီမလေးဖြစ်ချင်ခဲ့တဲ့အိမ်မက်လားတခြားအိမ်မက်တွေရောဘာတွေရှိသေးလဲအဲ့နော်ဆရာချက်ပြပြရမယ်။ဒီနေ့ကလေးကတော့အဲဒါစာဖတ်တာစာရေးတာငါ့ဘဝတနာကြီးပါလား။ငါဒါရုပ်ဖြစ်ရဖြစ်ကိုဖြစ်ရမှာပါလားဆိုပြီးအဲ့လိုမျိုးတော့မရှိဘူးပေါ့နော်။တဖြည်းဖြည်းနဲ့ စာဖတ်လာရင်ဒီမှာတဖြည်းဖြည်းဝါဒနာပါလာရယ်ခုနကရေးချင်စိတ်တွေဖြစ်လာတော့ဟုတ်ကဲ့စာရေးချင်စိတ်တွေဖြစ်လာရယ်နောက်ဘုရားစာဖတ်သူကိုအဲ့လိုမျိုးပူရရပြန်ဆင်လာအခံစားချက်တွေချက်ပြကြလာအရင်ကစာရေးတယ်ဆိုတော့ကိုယ့်ရဲ့ခံစားချက်ကိုဟိုပါဘူးအဲ့လိုတူရကတူနေရမှာစာဖတ်သူမျိုးကြားလို့ရတာပဲ။အဲ့ဒါကြောင့်မလို့တဖြည်းဖြည်းနဲ့စာဖတ်ဖြစ်လာတာပေါ့ဟုတ်။စာဖတ်ဖြစ်လာရင်စာရေးဖြစ်လာရင်စာရေးရှင်မှတရားဖြစ်ပေါ့နော်။ဟောဖြစ်လာတာပေါ့ဟုတ်။ အမတို့မြန်မာပြည်မှာညီမလေးရဲ့တည့်ရဲ့အတိုင်းပဲဆဖက်တဲ့အတိုင်းဝိုင်းဆိုတာအရင်ကြီးထွားမနေဘောနော်ဒီကြားထဲမှာဒါဆော့ဆော့ညီမလေးပြောလို့ညီမလေးကြိုက်တယ်ဒါဟို size ဆရာကြီးလည်းရှိရယ်လीနာမည်ကျော် size ဆရာကြီးလည်းအများကြီးရှိရယ်ဒီကြားထဲမှာကိုကရောဘလို့ထိုးဖောက်မလဲဟိုကိုရဲ့ရေရှည်ပေါ့ကိုကလည်းငယ်သေးရယ်ပေါ့နော်ဒီရေရှည်ကိုရဲ့အနာဂတ်တွေလည်းရှိတဲ့ခါကျတော့ size ဆရာတယောက်အနေနဲ့ရက်တီသွားမယ်ဆိုရင်ရောဟိုဒီဟာတွေကိုကိုဘလို့ထိုးဖောက်မယ်ဆိုတဲ့ဟာမျိုးကိုဘလို့မျိုးများတွေးထားလဲကိုကိုကိုရောငါ size ဆရာ ာတယောက်ဖြစ်သွားပြီဆိုတဲ့ဟာမျိုးအပြည့်အဝလက်ခံနိုင်ပြီလားအာကိုကိုဆိုင်ဆက်တူရဖြစ်သွားပြီဆိုတော့လက်ခံနိုင်မှာဆိုတော့ပြဿနာတော့လူဆိုတာအမြင်နဲ့အဆုံးသက်ဆိုတာတော့မရှိဘူးပေါ့နော်။ဟိုဘာပြောဆရာမြတ်ခံပြောတယ်လို့ပေါ့အဆုံးသက်ဆိုတာအခေါင်းထဲရောက်မှာပဲရှိမှာ။အဲ့လိုပဲပေါ့နော်။အဆုံးသက်ဆိုတာမရှိတဲ့အခါကျတော့ပြည်စုံလည်းဒီထက်ကြိုးစားရမှရတပုံးတစ်ခေါင်းအများကြီးရှိသေးတယ်ပေါ့နော်။ပြည်စုံဒီထက်ကြိုးစားရမယ်ဆိုစိတ်လည်း ်ဒီထည့်ထားတာပေါ့နော်နောက်ပြီးတော့ဒီမှာလက်ရှိအခုအခုလက်ရှိပေါ့နော်အခုလက်ရှိအခုထည့်မှာ solution နဲ့ဒီ motivation နဲ့ဒါတအားကိုတက်နေတယ်ဒီပေါ့နော်ဒီစာပေပတ်မှာဆိုရင်တော့ဒီလူတွေတော့လူကြီးရောတော်တော်များများများတော့အဖြစ်ကဒီ motivation ကိုဖတ်ကြရများတယ်ဘဝရတာတွေထားလေဟုတ်တာပေါ့ဟုတ်အဲ့တော့ပြည်ဆောင်ကထိုးဖောက်တယ်ဆိုတာပြည်ဆောင်ကဒီတယောက်လူတယောက်သူချင်းစီပဲဖြစ်ဖြစ်လို့သူအများကြီးတို့တခါတည်းဥမာဟောပြောပွဲတွေဘာလို့မှဖြစ်ဖြစ်ပေါ့နော်ဒီဘဝရတာဘာလို့ပြည်ဆောင်ပို့ပြီးတော့အဲ့ဒီပေါ့နော် outside က ထုတ်ပြီးတော့ပြောပြရဲအဓိကတော့ညွှန်းပြရပါတော့ညီမလေးဒီစာရေးတာနဲ့စာဖတ်တာတွေအပြင်ရောတခြားဝါသနာပါတာရှိသေးလားညီမလေးဘာတွေလုပ်ဖြစ်လဲဝါသနာဆိုတာကအားလုံးချိန်မှာတော့ဒီစာရေးတာရဲ့စာဖတ်တာရဲ့ပြီးွားရေဆိုရင်တော့ပြေတော့ဒီဘက်က relax ဖြစ်ဖို့အတွက်ကြောင့်မလို့အဖေနဲ့ဖြစ်စေအကိုရင်းနဲ့ဖြစ်စေလို့တချင်းဆိုတာရှိရယ်ခေတ္တတီးတာရှိရယ်ပေါ့နော်အဲ့လိုရလို့ဖြစ်ပါရအဖေနဲ့တူတူခေတ္တတီးရယ်ဆိုတော့အဖေကအနုပညာသမား လားစပီနယ်ဘက်ကလာညီမလေးမိဘတွေအကြောင်းပြောပါဦးဟိုကအဖေကကျတော့ပကြီးဆရာရှင်ပကြီးဆရာအပြင်ကိုအဖေကကလေးစပီကျွန်တော်ကလေးစောက်ဒီစပီ ရေးလိုက်တိုက်လေးထောင်ထားရပေါ့ငငယ်တော့ကအဖေစပီတိုက်တယ်လို့ပုံမြင်လေးယူထားလေးပေါ့နော်ဆိုတော့ဒါလည်းပြန်အန်ဒီရဲ့အရှိဘူးရဲ့ရှင်ဟုတ်အော်မိဘကလည်းစပီနယ်ဘက်ကလို့ပြောလို့ရတာပေါ့ဟုတ်ကဲ့ဟုတ် အဖိုးကအဖိုးကပူပါတာပေါ့နော်အဲ့တော့မျိုးစင်ကြလို့ပြောလို့ရတာပေါ့အဖိုးကကအအဖိုးကကြတော့ဘယ်လိုပြန်အဖိုးအဖိုးနော်အဖိုးအဖိုးကကြတော့ဒီရာဇာထုံးစံပေးဆိုရင်ကိုရဲ့စာပေတိုင်းတစ်တိုင်းအနေနဲ့လေဒီပေါ့နော်ချက်ပြည့်ကြရတယ်ပေါ့နော်အဲ့တော့စာပေစာပေမျိုးယူပြီးတော့မျိုးလို့ ဟုတ်ကဲ့ညီမလေးရဲ့အကြောင်းလေးကိုဒါပြည့်ပြည့်စုံစုံသိရလို့လဲဝမ်းသာတယ်အခုအမတို့လည်းအချိန်ကားပေါ့နော်ကတ်လာတဲ့ခါကျတော့ဟိုနောက်ဆုံးသိကျင်တာလေးရလဲညီမလေးပေါ့နော်အခုကိုကဒါအများကြီးပေါ့လူငယ်တယောက်နေနဲ့အများကြီးဖြတ်တမ်းပြီးအများကြီးလုံနေတယ်ဒီကြားထဲမှာဒါအမတို့ကတော့ဟိုအပြစ်မှန်မှမြင်ရတာတော့ညီမလေးကအသက်ငယ်ငယ်နဲ့စောက်တွေထုံနိုင်တယ်ရုပ်ရှင်တွေလည်းရိုက်တယ်စာပေထုတ်ဝေကြီးလည်းလုပ်တယ်အဲဒီလိုမျိုးပေါ့နော်ဒါဒါမျိုးတွေမြင်ရတယ်ဒါပေမဲ့နောက်ကွယ်မှာညီမလေးကြုံရတဲ့အခက်ခဲစိန်ခေါ်မှုတွေလည်းရှိနိုင်တယ်ဒီလိုစိန်ခေါ် ်မှုအခက်အခဲတွေဘလို့ဟာမျိုးတွေကြုံခဲ့ရလဲဒီလိုကြုံတဲ့အခါမျိုးမှာရောဟိုဘလို့ဖြတ်တန်းပြီးရောပေါ့နော်ဒါတွေကိုရှေ့ဆက်နေလဲဒါလူငယ်တွေလဲညီမလေးဒီ show ကိုနားထောင်နေမယ်ညီမလေးနဲ့တက်တူရွယ်တူလူငယ်တွေလဲဟိုဒါတွေကြားချင်မှာပဲပေါ့နော်ဒါလေးပြောပြပါအောင်အစပြုတဲ့အတက်လင်းနေသေးတဲ့အခါကျတော့ခုနကပြောပြသလိုပေါ့ဝေဖန်တာရဲ့အမျိုးမျိုးရှိရတယ် အဲ့အချိန်မှာအေးကျွန်တော်ခုဟိုခုတစ်ခါကရမှာတော့အစီအစဉ်လေးတစ်ခုလုပ်ဖြစ်တာဒီလိုဒီလိုစာဖတ်တဲ့ဂျင်းလေးနဲ့အတူတူပဲတော့ကြောကြရဲဆွေးနွေးကြရဲပေါ့အဲ့အစီအစဉ်မှာတော့လည်းခဏခဏမေးကြရဲဆင်မဲ့ဒါလို့ဒီလိုမျိုးရေပေါ်တော့တိုက်ခိုက်ခံရလို့ရှင်နဲ့ဘယ်လိုမျိုးမျိုးဒီပြန်လို့အဲ့လိုမျိုးမေးကြရဲ ဲအဲ့တော့ပြီးဆုံးကခုနအမပြောလို့ဘလို့အခက်အခဲရှိလဲဆိုအဲ့လိုဝေဖန်ခံရတာရှိရပေါ့နော်အဲ့အချိန်မှာပြီးဆုံးဘလို့မူတည်ပြန်ယူလဲဆိုအဓိကကအရင်ကဖတ်တဲ့စာထက်ပို့ဖောက်လိုက်တဲ့စာကိုအဲ့စာရရဲ့မူတည်မူတည်ပြန်ယူလဲရှင်အဲ့လိုမျိုးလည်းဖြစ်တာပါဟုတ်ဇက်ကောင်နေစီကနေပြီးတော့ပြန်ပြီးတော့မူတည်ပြန်ယူတဲ့သဘောမျိုးပေါ့ညီမလေးဟုတ်ဟုတ်အင်းဟင်းအဲ့လိုမျိုးပေါ့ညီမလေးကဒီရုပ်ရှင် တွဲဖက်ရုပ်ရှင်ဒါရိုက်တာလဲလုပ်နေတယ်ဆိုတော့လေအဲ့ဒီမှာရောဘလို့ အခက်အခဲတွေကြုံရတာမျိုးရှိလဲပြည်စံကဒီ shooting တစ်ခုလုံးမှာဆိုလို့ရှိရင်ပြည်စံအငယ်ဆုံးကိုဖြတ်နေရပါတော့အခုမိန်းမမိန်းမရစာပြည်စံထားအတကြီးရဲ့သူတွေပဲခေါ့နော်အဲ့လိုအတကြီးရဲ့သူတွေကိုပြည်စံကဘယ်လိုပြောမလဲတင်ကြားပေးရတယ်လို့ဖြစ်တာပေါ့နော်ဒီကောင်ချင်းမိုင်းဖြစ်ဖြစ်ထားတာလောက်ပိုင်းသူပြည်စံကတင်ကြားပေးနေရလို့ဖြစ်တာ အဲ့လိုမျိုးဟိုဟိုကတော့ခက်ခဲလို့ရှိတယ်။နောက်ပြီးတော့ရေးကြရလို့ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီအခုရိုင်းနေတဲ့ကမှပါဝင်တော့ဘောနောမင်းသားမင်းသမီးကြီးဒရိုက်တာအဆပေါ့နော်။အခုအမေမလိုမျိုးစားတော့ဟုတ်ကဲ့အဲ့လိုမျိုးကနှစ်တိုင်းတိုင်းပြရတဲ့ခါကျတော့တရားလည်းချပေးတဲ့အချိန်မှာဆိုလို့စကားဝဲတယ်ဒီစက်တစ်ခါတလေဆိုတော့တကယ်ကြီးရတယ်နားမစရတယ်အဲ့လိုပဲ အဲ့ဒါအဲ့တော့တကယ်ရှိစရာအလွဲလေးပေါ့နော်ရှင်တင်ပါအဲ့အဲ့ဒါအမြဲတမ်းညင်းတုံရရပေါ့အဲ့လိုလေးတော့ရှိပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါညီမလေးညီမလေးအမတို့အချိန်ပေးရကျေးဇူးအများကြီးတင်တယ်ညီမလေးပြေဆောင်ကြွယ်အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုပေါ့နော်လှလှပပလေးပုံဖော်နိုင်ပါစေဒီအောင်မြင်မြင်နဲ့ပွင့်လန်းမဲ့ပန်းလေးတစ်ဝင်းဖြစ်ပါစေလို့အမတို့ကလည်းဆန္ဒပြုပါရနော်

အလားပါပဲရှင် thank you နော်ကောင်းလိုက်တာညွန်လေးချက်သိမ်းအောင်ထားရအောင်ကျေးဇူးအများကြီးတင်တယ်နော်ညွန်လေးဟုတ်ကဲ့